ဒိနေဆက်ကြတော့တုံးပြီးတော့ဖုန်းဝယ်မယ်လို့တော်တော်များများကဒီစီတန်းဝင်ကျင်မှာကင်မရာကောင်းတဲ့ဖုန်းတွေကိုလိုချင်လာကြတယ်။အဲဒါလည်းမိတ်ဆန်တော့ဖြစ်တယ်ပေါ့နော်။ကိုကဒီစီကြီးမှာတုံးပြီးတော့ကင်မရာမကောင်းဆိုရင်တိတ်ပြီးတော့အဆင်မပြေဘူး။အဲ့တော့ကျွန်တော်ကဒီနေ့ဗီဒီယိုမှာဒိနေဆက်ကနေပြီးတော့ဒိ90ဝင်ကျင်မှာကင်မရာကောင်းတဲ့ဖုန်းတွေကြောင်းပြောပြပေးမယ်။အဲ့တော့ဘယ်ဖုန်းတွေပါမလဲဆိုတော့ကျွန်တော်ရဲ့အတူတူအဆုံးထိကြည့်လိုက်အောင်။ ပထမဆုံး for nothing at 3 bro အရင်တော့ထွက်ခဲ့တဲ့ nothing phone 2ရေနဲ့2ရေ plus မှာဆိုရင်သူ့ကိုပေးရတဲ့ဈေးတန်းဝင်ကျင်မှာကင်မရာပိုင်းတိတ်ပြီးတော့အားမရတဲ့မှာပါတယ်အ nothing ကလည်းအစားကလေးရမှာကျွန်တော်တို့ design နဲ့ကျွန်တော်တို့သုံးရတဲ့ UI ကိုပို့ပြီးတော့ outside တဲ့ company ဆိုတော့ ကင်မရာဘိုင်းကိုဂယူးဆိုင်တာတိတ်မထူးဆန်းဘူးဆိုပေမဲ့အာဒီတခါ Nothing Phone 3 Pro မှာတော့ကင်မရာဘိုင်းကိုတော်တော်လေးအားဆိုင်လာတယ်။အဲ့တော့သူရှိမှာတုံးထားတဲ့ကင်မရာဆန်ဆာတွေအကြောင်းပြောလိုက်အောင်။ Main camera အနေနဲ့ကျွန်တော်တို့50 megapixel Sony LYD 100 sensor ကိုတုံးထားပေးတယ်။နောက်ထပ်တစ်လုံးကတော့50 megapixel f2.6 ရှိတဲ့ periscope sensor ကိုတုံးထားပေးတယ်။နောက်ဆုံးတစ်လုံးကတော့8 megapixel ultra wide traffic camera setup နဲ့လာတယ်ပေါ့နော်။ contract quality ကတော့အရင်က track ခဲ့တဲ့ Nothing 2ရဲ့ဆိုင်တိတိတတ်တာပို့ပြီးတော့ကောင်းတယ်ကျွန်တော် daylight တွေမှာဓာတ်ပုံရိုက်မယ်ဆိုရင် detail တွေကကောင်းကောင်းမွန်မွန်ပါပြီးတော့ ကျွန်တော်တို့ dynamic range တွေကတော့တော်တော်လေးကောင်းတယ်ပေါ့နော်နောက်ပြီးတော့သူရှိမှာက periscope sensor ပါတာဖြစ်တဲ့အတွက်ကြောင့် 3HD ကို optical zoom ရိုက်လို့ရတယ်ဒါကတော့တွေ့ထက်ဆိုင်တိတိတတ်တာပို့ပြီးတော့ကောင်းလာတဲ့အချက်အဲ့လိုမျိုး periscope sensor ပါတာဖြစ်တဲ့ကြောင့်ကျွန်တော်တို့အဝေးကဇွန်းနေပါလို့ဆွဲရိုက်မယ်ဆိုရင်ဒီဒီတွေတိတ်ကြွားလာအောင်ဒီဖုန်းမှာတိတ်ပြီးတော့မခံစားဘူးနောက်ပြီးတော့ portrait photo တွေရိုက်မယ်ဆိုရင်လည်းအရင်ထက်ဆိုင်အများကြီးတော့ပို့ပြီးတော့တိုးတက်လာတယ်ကျွန်တော် aimic aperture ultra wide နဲ့ရိုက်မယ်ဆိုရင်တော့ daylight တွေမှာတော့တော်တော်လေးမှအဆင်ပြေတဲ့ပုံထွက် quality ကိုထုတ်ပေးနိုင်တယ် ဒါပေမဲ့ low light တွေမှာဓာတ်ပုံရိုက်မယ်ဆိုရင်တော့နည်းနည်းလေးအားနည်းချက်တွေရှိတယ်ပေါ့နော်အဲဒါကလည်းပုံမှန် mid range upper mid range ဖုန်းတွေမှာကဒီပြဿနာပုံမှန်ပဲဆိုတော့တိတ်ပြီးတော့သူ့ရဲ့အားနည်းချက်လို့တော့ပြောလို့မရဘူးညဘက်တွေမှာကျွန်တော်ဓာတ်ပုံတွေမှာရိုက်မယ်ဆိုရင်ကျွန်တော် making run တွေပဲရိုက်ရိုက်အဲဒါမှမဟုတ်ကျွန်တော်တို့ periscope lens တွေပဲရိုက်ရိုက်တော်တော်လေးမှကောင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်အဒီဒီတွေရာလဲတော်တော်လေးကောင်းတယ်နွိုင်းတွေပါအရန်ချရလဲမရှိပဲနဲ့ dynamic range တွေကိုတော်တော်လေးအဆင်ပြေတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ်။ selfie camera အနေနဲ့50 megapixel ကိုတုံးထားပေးတယ်။အဲဒါကပြီးခဲ့တဲ့အရှိယ track ခဲ့တဲ့ Nothing Phone 2ရဲ့မှာလည်း50 megapixel ကိုတုံးထားပေးတာဆိုတော့တိတ်ပြီးတော့ကွာခြားတာမရှိဘူး။ Nothing Phone 2ရဲ့တော့လည်း selfie camera တော်တော်လေးကောင်းတာဆိုတော့သူ့ရဲ့ selfie camera ကောင်းတာကိုအခုလက်ရှိအချိန်ထိကောင်းကောင်းမွန်မွန်ထိန်းထားနိုင်တယ်။အဲ့တော့ဒီဖုန်းက selfie camera နဲ့ပတ်သက်ပြီးတော့လည်းတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်။အခြားသောအပိုင်းအနေနဲ့ဒီဇိုင်းဘက်မှာအခြားဖုန်းတွေနဲ့မတူဘဲနဲ့လုံးဝကိုကွဲထွက်နေတဲ့ unique ဖြစ်တဲ့ဒီဇိုင်းနဲ့ နောက်ပြီးတော့ကျွန်တော်ကြောဘက်ချမ်းမှာကျွန်တော်နောက်မီးလင်းတယ်ပေါ့နော် glint interface ပါတာတွေ UI ဘိုင်းရကြည့်မယ်ဆိုရင်လည်းအခြားသော Android ဖုန်းတွေထက်စာရင်ပို့ပြီးတော့ clean looking ဖြစ်တယ် customization ကလည်းတော်တော်လေးကောင်းကောင်းမို့လုပ်ပေးနိုင်တယ် gain နဲ့ hand feeling ကိုကြည့်မယ်ဆိုရင်လည်းသူ့ဖုန်း30ဝန်းကျင်ပါဆိုရင်တော်တော်လေးမှ hand feeling ကောင်းတဲ့နေရာမှာပါတယ်ပေါ့နော် display ကလည်းကျွန်တော်ဘေးပညာအပေါ်အောက်ကလုံးဝ symmetrical ကျပြီးတော့ညီညီညာညာလေးဖြစ်နေတာဖြစ်ရတဲ့ကြောင့်သူ့ရဲ့ display ကကြည်တာနဲ့တော်တော်လေးအားရဖို့တော့ကောင်းတယ် အဲ့တော့ဒီဖုန်းကဘယ်လိုလူတွေဖြစ်မလဲဆိုရင်ကျွန်တော်တို့30ဝင်းကျင်မှာဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီးတော့အခြားဘယ်လူနဲ့မှမတူချင်းပဲ unique ဖြစ်တဲ့ဒီဇိုင်းကိုလည်းလိုချင်တယ်။ကင်မရာဘိုင်းကလည်းတော်တော်လေးကိုလည်းကောင်းပါပဲပေါ့နော်။နောက်ပြီးတော့ UI ဘိုင်းကိုလည်းကြည့်မြင်လဲ clean looking ဖြစ်ပြီးတော့တော်တော်လေးမှ mic တဲ့ UI ဒီဇိုင်းကိုတုံးချင်တဲ့လူတွေအတွက်ကတော့ဒီ Nothing Phone 3 Pro ကိုကောင်းကောင်း recommend ပေးလို့ရလို့ပြောရင်းနဲ့ပဲအခြားဖုန်းလုံးတွားလိုက်အောင်။နောက်ထပ်တစ်လုံးကတော့ Oppo Reno 13 ဒီဖုန်းလေးကလည်း30ဝန်းကျင်မှာတော်တော်လေးကင်မရာကောင်းတဲ့နေရာမှာပါတယ်။သူရှိမှာသုံးထားတဲ့ကင်မရာ specification ကတော့ Fitbit Mega ပဲဆို Sony Samsung သုံးထားပေးတယ်။နောက်တစ်လုံးကတော့8 megapixel ultra wide ပေါ့နော်။နောက်ဆုံးတစ်လုံးကတော့2 megapixel monochrome ကင်မရာကိုသုံးထားပေးတယ်။ဒီ monochrome ကင်မရာကအခြားသောဖုန်းတွေမှာတိတ်မတုံးမေးဘူးဆိုပေမဲ့တော်တော်လေးမှာအသုံးဝင်နေတယ်ပါတယ်။အဲသူ့ရဲ့အလုပ်လုပ်ပုံကဘယ်လိုမျိုးလဲဆိုတော့ဒီ monochrome sensor ပေးတဲ့ data တွေကိုယူပြီးတော့ low light တွေမှာ detail တွေ sharpness တွေ dynamic range တွေပိုကောင်းအောင်လုပ်ပေးတယ်။အဲဒါကတော့သူရှိမှာသုံးထားတဲ့ကင်မရာ setup ပေါ့နော်။ ဲ့တော့သူ့ရဲ့ bond drop quality ဘယ်လိုနေလဲ bond drop quality ကကျွန်တော်တို့ daylight တွေမှာရိုက်မဲ့ဆိုရင်ဒီ day ကောင်းတဲ့ပုံတွေကိုထုတ်ပေးနိုင်တယ် color တွေကနည်းနည်းလေး vivid ဖြစ်တဲ့ဘက်ကိုသွားတယ်ပေါ့နော် ultra wide camera နဲ့ရိုက်မဲ့ဆိုရင်လည်းကျွန်တော်တို့ main camera နဲ့ရိုက်တဲ့ bond drop quality နည်းနည်းပေးနိုင်တယ်ဒါကတော့ daylight အချိန်တွေမှာပြောတာပေါ့နော် low light တွေမှာဆိုရင်လည်းကျွန်တော်တို့ main camera နဲ့ရိုက်မဲ့ဆိုရင်လည်းကျွန်တော်အပေါ်မှာပြောခဲ့လို့ မော်နိုခရုံးစံစာပေးတဲ့ data တွေနဲ့ပေါင်းဆက်ပြီးတော့ရလာတဲ့ပုံထွက်တွေကအချားပေါ့နော်သူသေးတဲ့ memory phone တွေနဲ့ရှင်လိုလိုက်မှာတော်တော်လေးတိတိတတ်တာမှာပို့ပြီးတော့ကောင်းတယ် selfie camera ကတော့ကျွန်တော်တို့50 megapixel ကိုတုံးထားပေးတယ် oppo ဖြစ်တဲ့အတွက်ကြောင့်သူက selfie ကတော်တော်လေးတော့ကောင်းတယ်ပေါ့နော်အဲဒါမဲ့ယောက်ျားလေးတွေပါတုံးမဲ့ဆိုရင်နည်းနည်းလေး beauty mode ရိုက်တာတော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ် overall selfie camera quality ကတော့တော်တော်လေးကောင်းတယ်တယ်မှာတော့ပါတယ်အချားသောအရာနဲ့သူ့ရဲ့ phone ချိုးလေးကကျွန်တော်တို့ iphone နဲ့တူနေတာလေနောက်ပြီးတော့လက်ထဲမှာကမ်းရတဲ့ hand feeling ကလည်းပါပါကြည့်ကြည့်လေးနဲ့ကမ်းလို့ကောင်းနေတာပဲပေါ့နော် နောက်ပြီးတော့သူ့ရဲ့ display ဘေးပညာအပေါ်အောက်ကလည်းတော်တော်လေးဆက်မဖွဲခဲ့ကြပြီးတော့ညင်နေတာဖြစ်တဲ့အကြောင်းဒီဒီတန်းသိန်း30ဝန်းကျင်မှာကင်မရာကောင်းတဲ့ဖုန်းလုံးကိုလည်းလိုချင်တယ်။တထဲမှာကန်ရတဲ့ hand feel ကိုလည်း use ဆိုင်တယ်ပေါ့နော်။နောက်ပြီးတော့ iPhone နဲ့တူတဲ့ဖုန်းအချို့ပေါ့နော်။ body ratio ကိုကန်ရတဲ့ Oppo Find တွေတက်ကတော့ဒီဖုန်းလေးကတော်တော်လေးမှရွေးချယ်လို့ကောင်းတယ်လို့ပြောနေတယ်။နောက်ထပ်ဖုန်းလုံးကိုတွားလိုက်အောင်။နောက်ထပ်ဖုန်းလုံးကတော့ကင်မရာဆရာတစ်ပါးဖြစ်တဲ့ Xiaomi ရဲ့15 Ultra ။ အဒီဖုန်းကင်မရာဘလောက်ကောင်းလဲဆိုတာကျွန်တော်အထွေထူးပြောနေကြမလို့ပေါ့နော်မိတ်ဆွေတွေလည်းတော်တော်များများသိလိမ့်မယ်အဲ့တော့သူရှိမှသုံးထားတဲ့ကင်မရာ specification ကြောင့်စပြီးတော့ပြောလိုက်အောင်ဒီဖုန်းမှာက main camera အနေနဲ့50 megapixel Sony LYG 900 series ကိုသုံးထားပြီးတယ် sensor size ကတော့1 inch sensor ဆိုတော့တော်တော်ကြီးကြီးတယ်ပေါ့နော် smartphone တစ်လုံးမှာဒီ1 inch sensor size ဆိုတာအကြီးဆုံးအနေထားမှာရှိတယ်နောက်ပြီးတော့သူရှိမှက telephoto အနေနဲ့နှလုံးပါတယ်ပေါ့နော်တစ်လုံးကတော့50 megapixel tele lens နောက်တစ်လုံးကတော့200 megapixel အဲ periscope daily lan ပေါ့နော်အဓိကတော့ zoom away ကြီးဆွဲနေရမှာဒီ200 megapixel periscope lan ကိုတုံးတယ်နောက်ဆုံးလုံးကတော့50 megapixel ultra wide သူရှိမှာ camera ၄လုံးပါတယ် contrast quality တွေကဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့ daylight တွေမှာပဲရိုက်ရိုက် low light တွေမှာပဲရိုက်ရိုက် flash တစ်လုံးနဲ့ရိုက်တယ်ဆိုတော့ camera quality experience ကိုပေးတယ် တော်တော်လေးမှအဆင်ပြေတယ်ပေါ့နော်။နောက်ပြီးတော့ဒီဖုန်းမှာကျွန်တော်အပေါ်မှာပြောခဲ့တဲ့ 2mm megapixel periscope လမ်းပါတာဖြစ်တဲ့တဲ့ကြောင့်4.3 HD ကို optical zoom ရတယ်။ optical zoom ရတာဖြစ်တဲ့ကြောင့်ကျွန်တော် zoom ဆွဲပြီးတော့ဓာတ်ပုံတွေပါရိုက်မယ်ဆိုရင်ဒီဖုန်းကတော်တော်လေးမှကောင်းတယ်။အဲဒါအပြင် digital zoom ကလည်း 100HD ရတယ်ပေါ့နော်။100 HD ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒေးတွေကနည်းနည်းလေးကြောက်သွားတယ်ဆိုပေမဲ့သူရှိမှာက 20H နဲ့ပဲရိုက်ရိုက် 30H နဲ့ပဲရိုက်ရိုက် main camera ကရိုက်တဲ့ပုံထွက် quality နီးနီးပေးတာကတော့တော်တော်ကြီးမှကျွတ်စင်ကြီးဖြစ်တယ်လို့တော့ပြောလို့ရတယ် ultra wide camera ကတော့ flagship phone ဖြစ်တဲ့ကြောင့်ကျွန်တော်ဘာမှအထွေထူးပြောနေတာမရှိဘူး main camera နဲ့ရိုက်တဲ့ပုံထွက် quality နီးနီးပေးတယ် color တွေကပြောင်းသွားတာမျိုးတွေ color မှန်မှန်တာမျိုးတွေကိုဒီ phone မှာတော့မတွေ့ရအောင်နောက်ပြီးတော့ဒီ phone က Leica နဲ့ collaboration လုပ်ထားဖြစ်တဲ့ကြောင့် Leica portrait တို့ Mata portrait တို့ဒီလိုမျိုး portrait photo တွေကိုလည်းရိုက်လို့ရတယ် portrait တွေပါရိုက်မယ်ဆိုရင်လည်းမသိရင် DSLR camera နေနဲ့ရိုက်တဲ့ portrait ပုံစံပေါ့နော် bokeh effect တွေကျွန်တော်တို့ app detection တွေကတော်တော်လေးကောင်းတယ်ပေါ့နော် တော့မိတ်ဆွေရာဒီ Xiaomi 50 Ultra ကိုကင်မရာအတွက်အဓိကဦးစားပေးပြီးဝယ်မယ်ဆိုရင်တော့တိတ်ပြီးတော့စဉ်းစားနေတာမရှိဘူး။တခါတည်းဝယ်လိုက်ဖို့တော့ကျွန်တော်အနေနဲ့အကြံပေးချင်တယ်။အခြားသောဒီဇိုင်းပိုင်းမှာဆိုရင်လည်း Ultra Phone တစ်လုံးဆိုတဲ့အတိုင်းပဲဒီဖုန်းကိုကြည့်လိုက်တာဒီဖုန်းရဲ့ look ကလုံးဝပုံမှာပေါ့ဈေးကြီးတဲ့ဖုန်းလုံးကင်ထားတယ်ဆိုရဲ look ကိုရတယ်။နောက်ပြီးတော့ display ပိုင်းမှာဆိုရင်လည်း ATPO AMOLED display ပေါ်မှာ quad cut display ကိုတုံးထားပေးတာ၄ဘေးကွက်လက်တရကြည့်မယ်ဆိုရင်လည်း aluminum frame တို့ leather bat တို့တုံးထားပေးတာဆိုတော့တော်တော်လေးမှပေါ့နော် premium စတဲ့ဖုန်းလုံးဆိုတာသိတာတယ်။ အဲ့တော့ဒီဖုန်းကိုဘယ်လိုတွေကို recommend ပေးခြင်းလဲဆိုတော့ basic က Xiaomi ရဲ့လုံးဝပေါ့နော် latest and greatest phone လုံးလိုရင်းနဲ့ camera ဘိုင်းကလည်းတော်တော်ကြီးမှကောင်းအောင်ပဲအခြားသောအစိတ်ဘိုင်းတွေနေရာလဲလုံးဝ weight short ထားတဲ့ phone လုံးကိုမလိုချင်တဲ့လူတွေအတွက်ကတော့ဒီ Xiaomi 15 Ultra ကိုလုံးဝ recommend ပေးလို့ရလို့ပြောနေကျွန်တော်နောက်ဆုံးလုံးကိုတွားကြည့်လိုက်အောင်နောက်ဆုံးဖုန်းတုံးကတော့ Vivo X200 Pro ဒီဖုန်းကဒီမြန်မာနိုင်ငံမှာမဟုတ်ဘူးပေါ့နော် international က reviewer တွေကြားထဲမှာလဲ camera တော်တော်လေးကောင်းနေဆိုပြီးတော့နာမည်ကြီးတဲ့ဖုန်း အခြားပေါ့နော်ဒီ international reviewer ဆိုလဲတော်တော်လေးမှကင်မရာဘိုင်းနဲ့ပတ်သက်ပြီးတော့တော်တော်လေးအားရတဲ့ဖုန်းတွေမှာပါတယ်အဲ့တော့ဒီဖုန်းကကင်မရာတော်တော်ကောင်းတာတော့တည်ကြတယ်အဲ့တော့သူရှိမှပါလာတဲ့ကင်မရာ spec တွေကြောင်းပြောလိုက်အောင်အဲ့တော့သူရှိမှသုံးထားတဲ့ကင်မရာတွေကတော့ Fifty megapixel Sony LYT A11 standard သုံးထားပြီးတယ် sensor size ကတော့1 inch sensor နီးနီးကြီးတယ်ပေါ့နော်1 inch sensor အပြည့်တော့မဟုတ်ဘူးနောက်ထပ်သလုံးကတော့200 megapixel periscope tele lens ကိုတုံးထားပြီးတော့ပေါ့နော် အဲသူရှိမှာက 3.7HD ကို optical zoom ဆွဲလို့ရတယ်နောက်ဆုံးလုံးကတော့ Fitbit Mega Pixel Ultra Wide Travel Camera ဆက်တက်နဲ့လာတယ်ပုံထွက် quality ကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ Xiaomi 50 Ultra လိုပဲတော်တော်ကြီးမှကောင်းတဲ့ပုံထွက် quality ကိုထုတ်ပေးနိုင်တယ်အဲဒါမဲ့ color အယူဆတွေကတိတ်ပြီးတော့မတူဘူးပေါ့ အဲဒါကလည်းပုံမဲ့ပေါ့နော် brand တစ်ခုနဲ့တစ်ခုက three color user တွေကတိတ်ပြီးတော့တူကြတာမရှိဘူးနောက်ပြီးတော့ဒီဖုန်းမှာကထူးခြားတဲ့ချက်ကကျွန်တော်ဇိုက်ရဲ့ပေါ့နော်ဒီ star code တိအောင်ဒီဖုန်းဒီမှာသုံးပေးလိုက်တာဖြစ်တဲ့အကြောင်းကျွန်တော်တို့ဓာတ်ပုံတွေမှာရိုက်မယ်ဆိုရင် camera lens တွေကို reflection တွေအရင်ပြန်လာမျိုးတွေမရှိဘူးနောက်ပြီးတော့ size နဲ့ collaboration လုပ်ထားဖြစ်တဲ့ကြောင်း size time ပေါ့နော် bokeh ကိုကျွန်တော်၄၅မြို့လောက်ယူလို့ရတာဆိုတော့ကျွန်တော် portrait photo တွေပါရိုက်မယ်ဆိုရင်လည်းဒီဖုန်းမှာကတော်တော်လေးမှမိုက်ပြီးတော့ DSLR camera နဲ့ရိုက်တဲ့ ုံထွက် quality နီးနီးကိုပေးတယ်။ main camera နဲ့ဓာတ်ပုံတွေပါရိုက်မယ်။ဒါမှမဟုတ် ultra wide camera တွေပဲရိုက်ချင်တယ်။ဒါမှမဟုတ် zoom တွေပါပေါ့နော်။ optical zoom တွေပဲဆွဲရိုက်ရိုက်။ဒါမှမဟုတ် digital zoom တွေပဲဆွဲရိုက်လိုက်။သူရှိမှာပေးတဲ့ပုံထွက် quality က လိုလိုက်မအောင်ဒီလိုက်မအောင်ကျွန်တော်တို့ sharpness တွေကောင်းတယ်ဒီ detail တွေတော်တော်လေးမိုက်ပြီးတော့ dynamic range တွေကတော်တော်လေးကောင်းတဲ့ပုံဖက် quality တွေပေါ့ထုတ်ပေးနိုင်တယ်အခြားသောအပိုင်းအနေနဲ့ display မှာဆိုရင်ကျွန်တော်တို့အပေါ်မှာပြောခဲ့လို့ပဲ ATPO AMOLED display ကိုမှ quad-cat display တွေနဲ့သုံးရမယ်နောက်ပြီးတော့ခံရတဲ့ hand feeling ကကြည်ရပဲဖြစ်ဖြစ်ဒါမှမဟုတ်အခြားလူတွေကိုဖုန်းကြည်တာပဲဖြစ်ဖြစ်လုံးဝဈေးကြီးရဲ့လွတ်တစ်ခုကိုပေးနိုင်တာတော့ဒီဖုန်းဒီမှာတေကြတယ် SOC ရကြည့်မဲ့ဆိုရင်လည်း Dimensity 9400ပေါ့เนาะဒီလိုမျိုး SOC ကိုတုံးထားပြီးတာဆိုတော့ performance နဲ့ပတ်သက်ပြီးတော့လည်း ဘာမှစိတ်ပူနေတာမလို့ဘူးအဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့လူက Vivo ဖုန်းထဲမှာကင်မရာတော်တော်လေးကောင်းပြီးတော့ top notch ပေါ့နော်အရာရာမှာ top notch ဖြစ်နေတဲ့ဖုန်းလုံးကိုလိုချင်တယ်ကာရင်နေဆိုတဲ့လူကတော့ဒီဖုန်းကိုပေးသေးချာလေးစဉ်းစားသင့်တယ်နဲ့မှာပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုက30ရာနေပေါ့30ဝန်းကျင်မှာကင်မရာကောင်းတဲ့ဖုန်းတွေကြောင်းပြောပြပေးသွားတာဒီဗီဒီယိုထဲမှာပြောပြပေးရတဲ့ဖုန်းတွေကကျွန်တော်တို့ကင်မရာကောင်းပြီးတော့ဒီဇိုင်းလှတဲ့ဖုန်းတွေလည်းပါတယ်ဒီဇိုင်းကလုံးဝသူများနဲ့မတူပဲယူနီဖြစ်တဲ့ဖုန်းတွေလည်းပါတယ်နောက်ပြီးတော့ကျွန်တော်တို့ flagship level ဖုန်းတွေထဲမှာကင်မရာကိုအဓိကဦးစားပေးထားတဲ့ဖုန်းတွေလည်းပါတယ်ပေါ့နော်။မိတ်ဆွေကဒီဖုန်းပေါ့နော်ကျွန်တော်အခုပြောခဲ့တဲ့ဖုန်း၄လုံးထဲမှာဖုန်းတစ်လုံးလုံးကိုကင်ကြည့်ကျင်တယ်ဒါမှမဟုတ်ကင်မရာကိုဆန်းပြီးတော့ဝယ်ကျင်တယ်ဆိုရင်တော့ကျွန်တော်ရန်ကုန်မိုဘိုင်းရှိုးကြောက်တာပြင်ဆိုင်မှာ Lion Sunset ဝယ်ယူကြည့်လို့ရတယ်လို့ပြောနေတယ်ပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်ခန့်ပါ Yangon Mobile Store